ဆေးမြော့စင်ငယ်တခင်ဆိုတာဆေးတခင်ကိုပြောတာပါဆေးတခင်ဆိုတာကတော့ဒိုချီကုန်းမြင့်ကြီးတခုလုံးရဲ့အထွန်းထိပ်မှာရက်တိနေတဲ့နံပါတ်1မော့ဆေးပညာရှင်ပါအဲ့ဒီထော်ရှယ်ရှေးအောင်ကြောက်စင်ရတာမရှိတော့တာနဲ့ရှောင်းဝဲဖေယာဝင်းညင်ဘိမ့်မှန်ရဲ့လက်ထဲမှာအချိန်မွေးတည်ဆုံသွားနိုင်ပါတယ်အလဲပိုင်းကုန်းမြင့်ကြီးမှာဘိမ့်မှန်တခုနဲ့အိမ်တော်တခုဆိုတဲ့အဖွဲ့စည်းကြီးရတာအရှင်တခင်တွေဖြစ်လာခဲ့ကြပါတယ်ဒီကောင်းကင်အိမ်တော်မဟာမိတ်အဖွဲ့စည်းကြီးတခုလုံးရဲ့စိတ်တက်ပိုင်းဆိုင်ဟာခေါင်းဆောင်ကတော့ရှောင်းဝဲပါပဲအားလုံးပဲမင်္ဂလာပါ ဒီနေ့မှာတော့ episode 195ကို review လုပ်ပေးသွားမှာဖြစ်ပါတယ်။ဒါဆိုရင်တော့ video လေးစလိုက်ကြအောင်။လက်ရှိချိန်မှာတော့ရှောင်းရံကစေးမြော့စင်ရအကြီးကဲပြိုင်ပွဲကိုအနိုင်ရရှိပြီးစေးမြော့စင်ငယ်ရဲ့အကြီးကဲအသစ်ဖြစ်လာခဲ့ပါတယ်။ဒီချိန်မှာဆိုရင်တော့သူတို့မဟာမိတ်ကိစ္စကိုဆက်ပြီးတော့ဆွေးနွေးနေကြတာပါ။ မဟာမိတ်ကိစ္စကိုဆွေးနွေးတဲ့အချိန်မှာရှန်ကုံကြီးတို့တုံယောက်ကတော့ထုံးစံအတိုင်းပဲရှောင်းဝမ်းတို့ဘက်မှာရှိနေပေမဲ့အခြားအဖိုးကြီးတွေကတော့ရှောင်းဝမ်းကအကြီးကဲဖြစ်သွားပြီမြင်လေသူတို့ကသူတို့ရဲ့ငင်းဆန့်ခွင့်အရာငင်းဆန့်နေတော့မှာပဲသူတို့ကငင်းဆန့်တာကိုလည်းအပြစ်ပြောလို့တော့မရနိုင်ပါဘူးဘာလို့လဲဆိုတော့စေးကြောင်းဆောင်ဆိုတာအလဲပိုင်းကုမြေကြီးမှာနှစ်ပေါင်းများစွာတည်တန့်တည်ရှိခဲ့တဲ့အဖွဲ့စည်းကြီးပါအဲ့လိုအဖွဲ့စည်းကြီးအနေနဲ့မဟာမိတ်တစ်ခုကိုပူးပေါင်းတာသူတို့ကိုသူတို့နှိတ်ကြတယ်လို့သူတို့ကခံစားရလို့ပါဒါကြောင့်မလို့ဒီအကြီးကဲရှေးဦးဆွဲတွေကအဲ့လိုအရာမျိုးကိုသူတို့ကလုံးဝလက်မခံနိုင်ဖြစ်နေ ကြတာပါဒီမှာရှောင်းဝန်းကပြောခဲ့တဲ့စကားအနည်းငယ်ကိုရှင်းပြပေးပါမယ်ရှောင်းဝန်းကပြောခဲ့တယ်မော်စေးပညာရှင်တွေကဒီနှစ်တွေအတွင်းမှာဝိညာဉ်ဗိမာန်ရဲ့တိုက်ခိုက်မှုကိုဘယ်လောက်ထိနောက်ခံခဲ့ရလဲအဲ့လူတွေကိုစေးကြောင်းဆောင်ကအကာအကွယ်ကိုပေးနိုင်ခဲ့ရလား အဲ့စကားဟာဆိုရင်တော့တကယ်ကိုလည်းမှန်ကန်ပါလေဒိုချီကုံးမြေတခွင်လုံးကမှော့ဆေးပညာရှင်တိုင်းရဲ့ရင်ထဲမှာဆေးမြော့စင်ငယ်ဆိုတော့သူတို့ရဲ့အထွန်းအထိပ်မြင့်မြတ်နေမြေတစ်ခုဖြစ်ပြီးသူတို့အတွက်တသက်လုံးတန်းတန်းနေတဲ့အရာတစ်ခုပါဒါပေမဲ့တစ်ဖက်မှာလည်းအကြီးအကဲတွေကပြောသလိုပဲမှော့ဆေးပညာရှင်တိုင်းကိုကောက်ွယ်ဖို့အနေနဲ့သူတို့မှမဖြစ်မနေတောင်းဝင်ကြီးရရှိမနေပါဘူးဒါပေမဲ့အဲ့လိုတောင်းဝင်မရှိနေဘူးဆိုပေမဲ့လည်းမှော့ဆေးပညာရှင်တွေရဲ့မြင့်မြတ်နေမြေအဖြစ်ဥဆောင်နေတဲ့သူတို့ရဲ့အဖွဲ့အစည်းနေနေကမှော့ဆေးပညာရှင်တွေကိုတက်နိုင်သလောက်အကာအကွယ်ကိုပေးစွမ်းရမှာပါ ဒါပဲသူတို့ရဲ့ဂုံပုတ်ပါဒါပဲသူတို့ရဲ့ဂုံချက်တည်းရပါဒါကြောင့်မလို့ဒီနေရာမှာရှောင်းဝန်းကပြောခဲ့တဲ့စကားလုံးတိုင်းကအကြီးကဲတွေကိုတကယ်လို့မှလှုပ်ခတ်သွားစေနိုင်ပါလိမ့်ရှောင်းဝန်းပြောခဲ့တာကလည်းမမပါဘူးအလဲပိုင်းကုန်းမြရာမှော့ဆေးပညာရှင်အချို့တော့စေးမြော့စင်ငယ်ကကောက်ွယ်ပေးနိုင်စွမ်းရှိနေတယ်ဆိုပေမဲ့အလဲပိုင်းကုန်းမြရာမဟုတ်တဲ့မှော့ဆေးပညာရှင်တိုင်းကဝိညာဉ်ဗိမာန်ရဲ့လိုက်လံဖန်ဆီးမှုကိုခံခဲ့ရပါလိမ့်ဝိညာဉ်ဗိမာန်ရဲ့အဓိကပြစ်မှတ်ကတော့မှော့ဆေးပညာရှင်တွေပါပဲဘာဖြစ်လို့လဲဆိုတော့မှော့ဆေးပညာရှင်တိုင်းရဲ့ဝိညာဉ်ဟာအရင်ဟောမှာအာကောင်းပြီးတော့တာမာကြတာမဟုတ်လို့ပါ ာမော်စင်းပညာရှင်တိုင်းဝိဇာတရားဝဲဝိညာဉ်ကိုရရှိခြင်းဟာတိုင်းဝိဇာအစဉ်ပညာရှင်ဒါစင်ကျော်လောက်ထက်ပိုပြီးတော့တန်မိုးရှိပါတယ်။ဘာဖြစ်လို့လဲဆိုတော့မော်စင်းပညာရှင်တွေရဲ့စိတ်ဝိညာဉ်ဟာအရန်ဟောမှာအကောင်ကြတာမို့လို့ပါ။ဒါကြောင့်မလို့ဝိညာဉ်ဗိမှန်ကြီးရဲ့ဝိညာဉ်တွေကိုဖန်ဆီးတဲ့အဓိကပြစ်မှတ်မှာ မော်စင်းပညာရှင်တွေကထိတ်ဆုံးမှပါနေခဲ့တာပါ။ရောက်ချမ်းကိုယ်တိုင်ကလည်းအဲ့လိုအကြောင်းကြောက်ပဲဖန်ဆီးဟန်ခဲ့ရတာပါ။အရင်ဦးဆုံးအနေနဲ့ဒီမှာရွှေရင်ကဝင်ပြီးတော့ကူပြောပေးတဲ့နေရာကိုအရင်ရှင်းပြပေးပါမယ်။ ရှန်တန်မြို့ဆိုတာကတော့ရှောင်းဝမ်းတို့စီးပြိုင်ပွဲကျင်းပနေတဲ့မြို့ပါဒါကတော့စီးကျောင်းဆောင်ရဲ့ပြင်ပမြို့ပါစီးကျောင်းဆောင်ရဲ့အဓိကနေရာလို့လည်းပြောလို့ရပါတယ်အဲ့မြို့ထဲမှာရှောင်းဝမ်းတို့ကမီးရန်3000မီတာကိုတိမ့်တိမ့်မှုကျူးစားတဲ့အခါဝင်းညင်ဗိမ့်မှန်ရဲ့အကြံစီအားလုံးကရှောင်းဝမ်းကျောက်ဗျောင်းမြေဖြစ်သွားခဲ့ရပါတယ်ရှောင်းဝမ်းကျောက်ပဲအားလုံးကပျက်စီးသွားခဲ့ပြီးမီးရန်3000မီတာလွတ်မြောက်မဲ့အစီအစဉ်ကလည်းကြာရှုံးခဲ့ပါတယ်အဲ့နောက်မှာမှအဲ့လိုအချိန်တွေကြောင့်ရှောင်းဝမ်းကစီးကျောင်းဆောင်ရဲ့ကေတင်ရှင်တစ်ဖြစ်လည်းဖြစ်သွားပါသေးတယ်အကယ်၍အဲ့ဒီအချိန်ခါမှာမီးရန်3000မီတာဝါသာလွတ်မြောက်သွားမယ်ဆိုရင်သူကမြင် မအရာအလုံးကိုဖျက်ဆီးပြစ်မှာဖြစ်လို့ရှန်တန်စီလုံးမျိုးတော်ကြီးရလေတကယ်ဥမပျက်စီးသွားနိုင်ပါလေ ဒါအပြင်ဆေးလောကောက်ကိုဝင်ရောက်တဲ့အချိန်မှာလဲရှောင်းဝန်းကမှော့ဆေးပညာရှင်ပေါင်းများစွာရဲ့အသက်ကိုလည်းကယ်တင်ပေးခဲ့ပါသေးတယ်။ဒါရီတောက်ပဲရှောင်းဝန်းကမှော့ဆေးပညာရှင်ပြိုင်ပွဲမှာဆေးလုံးမျိုးတော်ရဲ့ကယ်တင်ရှင်ဆိုတဲ့ဘွဲကိုလည်းရရှိခဲ့ပါသေးတယ်။ဘလူးဖြစ်ဖြစ်အဲ့ဒီအချိန်ခါမှာသူကူညီပေးခဲ့တဲ့အရာတွေကလည်းမနှဲနေပါဘူး။ပထမဦးဆုံးအနေနဲ့အဖိုးကြီးမိုကူကဆေးကြောင်းဆောင်ငယ်ရာပါရမီရှင်မှော့ဆေးပညာရှင်အားလုံးကိုဆေးနိုင်ငံထဲမှာအပြစ်သက်တုတ်တင်ရှင်းလင်းဖို့အတွက်ကြိုးစားခဲ့ပါတယ်။အလို့အချိန်ကြီးကရှောင်းဝန်းကြောက်ပဲပျက်စီးသွားခဲ့ရတာပါ။ရှောင်းဝန်းကပဲဆေးနိုင်ငံထဲမှာရှိနေတယ်မှော့ဆေး ေးပညာရှင်ပါရမီရှင်မျိုးဆက်တဲ့အားလုံးကိုကယ်တင်ပေးခဲ့တာပါဒါကြောင့်မလို့ပဲအဲ့လိုအချက်တွေအကြောင်းရှောင်းဝမ်ကမျက်နှာတာကိုရရှိဖို့အတွက်ရွှန်ဤကရှောင်းဝမ်ဘက်ကနေကူပြီးတော့အဲ့ချက်ကိုဝင်ပြောပေးလိုက်တာပါ ဒါဆိုရင်တစ်ဖက်မှာရှောင်းဝန်းကပြောတဲ့စကားတွေကိုပြန်ဆက်လိုက်ရအောင် စေးမြော့စင်ကသူတို့ကိုအကာအကွယ်ပေးနိုင်တယ်ဒါပေမဲ့အတိုင်းအတာတစ်ခုထိပဲအကာအကွယ်ပေးနိုင်ပါတယ်တချိန်ကျရင်သူတို့ကစေးမြော့စင်ကသူတို့ကိုအကာအကွယ်မပေးနိုင်တော့ဘူးဆိုတော့တိလာခဲမဲ့ဆိုရင်မော်စီးပညာရှင်တွေရဲ့ရင်ထဲမှာစေးမြော့စင်ဆိုတာတမန်အဖွဲ့စီတစ်ခုနဲ့ဘာမှခြားနာတော့မှာမဟုတ်ပဲတမန်ဂိုင်းတစ်ခုသာဖြစ်သွားမှာပါသူတို့ရဲ့ရင်ထဲကနေအတိမတ်ပြုထားတဲ့အထွန်းထိပ်မြင့်မြင့်နေမည်ဆိုတဲ့အရာကြီးရလေရှိနေတော့မှာမဟုတ်ပါဘူးအဲ့လိုဆိုရင်မော်စီးပညာရှင်တွေရဲ့တန်မှုကကြာစင်းလာပါလိမ့်မယ်ဒါတွေကတော့စေးကြောင်းဆောင်ကြီးကတရှိနေခြင်း ဲ့ရလက်တွေပါပဲစေးចောင်းဆောင်ကြီးကတီရှိနေတွေ့လောကကြီးအနှံ့မှော်စေးပညာရှင်တိုင်းကသူတို့မှာအကောက်ခွဲရှိတဲ့ဆိုပြီးတော့ခံစားရပါတယ်သူတို့ကလုံကြုံနေဆိုပြီးတော့ခံစားရပါတယ်သူတို့ရဲ့ရင်ထဲကမြင့်မြတ်တဲ့နေမီကသူတို့ကိုအမြဲတမ်းကြိုးစုံနေမယ်ဆိုပြီးတော့ခံစားရပါတယ်အဲ့ဒီအချက်တွေအကြောင်းပဲမှော်စေးပညာရှင်တွေအားလုံးရဲ့ရင်ထဲမှာ စေးလုံးမျိုးတော်စေးကြောင်းဆောင်ကြီးကသူတို့ရဲ့ရင်တွေကအထွန်းထိပ်နေမိကြီးဖြစ်နေခဲ့တာပါဒီမှာအကြီးကဲလင်ကပြောသလိုပဲရှောင်းဝင်းရဲ့ရှာဆောင်ထက်ချက်ကတူတော်မှအံ့ဩသွားခဲ့ရပါတယ်ဘလို့ဖြစ်ဖြစ်ရှောင်းဝင်းကပြောတဲ့စကားအလုံးကတကယ်ဥမထိရောက်မှုရှိနေပါတယ်အဲ့စကားတွေဟာအကြီးကဲလင်ရဲ့နှလုံးသားအောင်တော့လှုပ်ခတ်သွားစေဖို့ကလုံလောက်ခဲ့ပါတယ်ရှောင်းဝင်းမှာလည်းအဲ့လိုစကားမျိုးကိုသူ့စီမှာပြောနိုင်တဲ့အရေးချင်းရရှိနေပါတယ်သူ့ရဲ့ကျယ်တွင်ကနအူတိုင်းသူတော်စင်အဆင့်နဲ့အဆင့်ကိုရတနာစေးလုံးအောင်တော့တန်းစီနိုင်တဲ့မှော်စေးပညာရှင်စွမ်းရည်ကသူကဒီစကားတွေကိုပြောနိုင် ုင်တဲ့အီအချင်းပါပဲအီအချင်းရရှိနေတွေ့သူကဘလို့စကားမျိုးမဆိုပြောထွက်နိုင်ပါလေအကယ်၍ရှောင်းဝမ်ကသာအရင်အချင်းနေနဲ့တမန်တိုင်းဝိစာလေးအဆင့်သာရှိနေမှဆိုရင်တော့ရှောင်းဝမ်ရဲ့စကားတွေကိုဒီနေရာမှာဘသူကမှအလေးနဲ့ထားကြမှာလည်းမဟုတ်သလိုဘသူကမှလည်းရှောင်းဝမ်ကိုတလေးတနက်နဲ့ဆက်ဆန့်ကြမှာမဟုတ်ပါဘူးဘလို့ပဲဖြစ်ဖြစ်ဒီနေရာမှာရှိတဲ့လူတွေအားလုံးကဒိုချီကုန်းမြေကြီးရဲ့အထွန်းထိပ်မှာရပ်တည်နေတဲ့သူတွေကြီးပါပဲရှောင်းဝမ်ရဲ့ရှာဆောင်ကုန်းချက်ကြောင့်စေးမြော့စင်ငယ်ရဲ့စောက်ကြီးအကြီးကဲအချို့ရဲ့နှလုံးသားကိုလှုပ်ခတ်နိုင်စွမ်းရှိခဲ့ပြီးသူတို့ကလက်ခံမဲကို6မဲအထိရရှိခဲ့ပါတယ် တယောက်ကတော့ဂျာနီဖြစ်တာနေခဲ့ပြီးနောက်တယောက်ကတော့မဲပေးချင်းကိုလက်လျှော့ခဲ့ပါတယ်ဒီနေရာမှာပြောပြချင်တာသူတို့ပြောတဲ့စေးမျော့စင်ငယ်ရဲ့တခင်ကခွေမျိုးနဲ့ဆိုရဲလုံးကြံတာကိုခံလိုက်ရတယ်သူတို့ပြောတဲ့စေးမျော့စင်ငယ်ရဲ့တခင်ဆိုတာကဘာတူလဲစေးမျော့စင်ငယ်ရဲ့တခင်ဆိုတာစေးတခင်ကိုပြောတာပါစေးတခင်ဆိုတာကတော့ဒိုချီကုန်းမြေကြီးတစ်ခုလုံးရဲ့အထွန်းထိပ်မှာရပ်တည်နေတဲ့နံပါတ်1မော့စေးပညာရှင်ပါ နံပါတ်1လို့ပြောရတဲ့အကြောင်းရင်းကအပိုတသက်ပြောနေရမှာပေါ့။သူ့မှာနံပါတ်1ဖြစ်နိုင်တဲ့အရေးချင်းကတကယ်လို့မှရှိနေခဲ့တာမို့လို့ပါ။သူ့ရဲ့စွမ်းရည်ဟာဆိုရင်တော့ရှေးဟောင်းကလန်ခေါင်းဆောင်နေတဲ့တော့ဒန်တူအနေထားမှာရှိနေတဲ့စွမ်းရည်မျိုးကိုသူကပိုင်ဆိုင်နာပါလေ။စေးသခင်ဟာဆိုရင်တော့ကြဲကိုးပွင့်အထွန်းထိပ်တိုင်းသူတော်စင်တယောက်ဖြစ်ပြီးသူ့ရဲ့စိတ်ဝိညာဉ်ဟာဆိုရင်လည်းဒါနာယီလာဧကရေးစိတ်ဝိညာဉ်အစင်းကိုရောက်ရှိနေတဲ့သူပါ။ဒါပေမဲ့အဲ့လိုလူတယောက်ကဝင်မျိုးနဲ့ဆိုရဲလှုပ်ကြံတက်ဖြတ်တာကိုခံခဲ့ရတယ်ဆိုတော့အတော်များတော့မြုံကြီးနိုင်ဖြစ်နေကြမှာပါ။ ဒါပေမဲ့အဲ့လိုလှုပ်ကြံတက်ဖြတ်ခဲတာကလေရိုးတတန်လှုပ်ကြံတက်ဖြတ်ခဲတာမျိုးမဟုတ်ပါဘူး။ဖွေမျိုးနဲ့စုကစေးသခင်ကြီးကိုတတ်ဖို့အတွက်နှစ်ပေါင်း၁၀၀စီမံကိန်းကြီးကိုချမှတ်ခဲ့တာပါ။သူတို့ကသူတို့ရဲ့ဖွေမျိုးနဲ့စုထဲမှာပါရမီအရှိဆုံးသောလူငယ်တယောက် ဲ့လူငယ်ကိုသူတို့ကသူတို့ရဲ့လှုပ်ဝက်နီလန်းနေတယ်သူရဲ့ခန္ဓာထရဟွေမျိုးနဲ့တိုင်းနှက်ဖျားသွေးဆွမ်းအောက်ကိုလုံးဝကိုဖုံးကွက်ပစ်လိုက်ပြီးအလဲပိုင်းကုန်းမြို့ကိုဆေးလွတ်ပြီးတော့ဆေးကျောင်းဆောင်ကိုဝင်ရောက်ခံခဲ့ပါတယ်ဆေးကျောင်းဆောင်မှာအဲ့လူငယ်ကသူ့ရဲ့ပါရမီနဲ့အရေးချင်းတွေကိုထုတ်ပြခဲ့ပြီးဆယ်စုနဲ့အနည်းငယ်ကြာပြီးတဲ့နောက်မှာဆေးသခင်ရဲ့မျက်စိကျခြင်းကိုခံခဲ့ရပါတယ်အဲ့နောက်မှာတော့ဆေးသခင်ကသူ့ရဲ့တသက်လုံးတပည့်တယောက်မှမဆူဆောင်းခဲ့ပေမဲ့သူကအဲ့လူငယ်ရဲ့ပါရမီကိုသဘောကျပြီးတပည့်အဖြစ်လက်ခံဖို့ဆုံးဖြတ်ခဲ့ပါတယ် အလုံးနဲ့စေတခင်ကြီးအားသူတက်ခဲသမျှပညာအလုံးကိုအဲ့လူငယ်စီကိုလက်ဆင့်ကမ်းပေးခဲ့ပါလေဒီလိုနဲ့နှစ်ပေါင်းရာချီကြာမြင့်ခဲ့ပါလေအဲ့လူငယ်လေးရဆိုရင်လေစေတခင်ရဲ့တင် जा ပေးမှုအောက်မှာပဲအဆင့်ကိုစီလုံးတော့ဖော်ဆနိုင်တဲ့အရေးချင်းမျိုးပါရှိလာခဲ့ပါလေ Thai Internet Free Data ထုမှု AIS များကိုအခမဲ့ Khai VPN software မှာစိတ်ကြိုက်အသုံးပြုနိုင်ပါလေအသုံးပြုနည်းကိုလည်း common ရဲ့ Facebook account လင့်မှာတွားရောက်ပြီးတော့မြင်းမြန်းနိုင်ပါလေကျွန်တော်ကိုယ်တိုင်လေးတုံးကြီးတလောက်တော့အတော်လေးကိုမှအဆင်ပြေပါလေ ပြောရမယ်ဆိုရင်တော့သူကစေတခင်စီကပညာအလုံးကိုအပြေးအဝါကိုအမွေဆက်ခံခွင့်ကိုရရှိခဲ့တာပါ။ အဲ့နောက်မှာဆေးသခင်ဟာအဆင့်ကိုရွှန်ဆေးလုံးကိုတန်းစီနေတဲ့အချိန်မှာအရေးကြီးဆုံးအခိုက်တန်းကိုရောက်နေတဲ့အချိန်မှာပဲအဲ့လူငယ်ကဆေးသခင်ကိုနောက်ကျောကနေဓာတ်နဲ့ထိုးပြီးတစ္ဆာဖို့တက်ဖြတ်ခဲ့ပါတယ်။အဲ့အချိန်ဒီကိုပြောရမယ်ဆိုရင်တော့ဟန်ဖုံကရောက်ချမ်းကိုတက်ဖြတ်ခဲ့တာနဲ့ဆင်တူပါတယ်။ဒါပေမဲ့ဆေးသခင်ကြီးခံစားခဲ့ရတဲ့နာကျင်မှုကဟန်ဖုံကရောက်ချမ်းကိုတက်ဖြတ်ခဲ့တာထက်အစာပေါင်းများစွာပိုပြီးတော့ပြင်းထန်ပါတယ်။ပိုပြီးတော့လည်းဆိုးရပါတယ်။ဘာလို့လဲဆိုတော့ခွေမျိုးနဲ့ဇူကအဲ့ဒီအစီအစဉ်ကိုလွန်ခဲ့တဲ့နှစ်ပေါင်း100ကျော်တည်းကချမှတ်ခဲ့တာပါ။နှစ်ပေါင်း100ကျော်ရင်းနှီးမှု နှစ်ပေါင်း100ကျော်ဆက်ဆံရေးသူ့ရဲ့ပညာအားလုံးတော့အမွေဆက်ခံခွင့်ကိုပေးခဲ့တဲ့တပည့်အရှင်အလို့လူမျိုးကသူ့ကိုတက်ဖြတ်ပစ်ခဲ့တာပါအလို့အချိန်မှာစေးသခင်အနေနဲ့ရလေဟန်ဖုန်းကယောက်ချမ်းကိုတစ္ဆာဖောက်တဲ့အချိန်မှာယောက်ချမ်းကခံစားခဲ့ရတဲ့နာကျင်မှုအတိုင်းပဲသူကလည်းထတ်တူထမျှခံစားခဲ့ရမှာပါသူပြိုးထောင်ပေးခဲ့တဲ့တပည့်ကတိုင်းသူတို့စဉ်အဆင့်ကိုရောက်လာပြီးအဆင့်ကိုစေးလုံးတော့ပေါ်စနိုင်နေအေးချင်းနေရှိလာခဲ့ပေမဲ့သူ့ရဲ့လူမဟုတ်ပဲဝင်မျိုးနဲ့စုကလူတယောက်ဖြစ်နေခဲ့ပါတယ်အဲ့ဒီစေးသခင်ကြီးကိုတတ်သွားတဲ့ကောင်ကတော့ဝင်မျိုးနဲ့စုထဲမှာအခုချိန်ထိရှိနေပါသေးတယ် သူကဟွင်မျိုးနဲ့စုမှာဟွင်မျိုးနဲ့စုကြီးရဲ့ကလန်ခေါင်းဆောင်ဖြစ်တဲ့ဟွင်ထန်တီးရနောင်အလေးထားတဲ့လူတယောက်ဖြစ်လက်ရှိအချိန်ထိရှိနေပါသေးတယ်။ဝင်းညင်ဘိမှန်နဲ့စေးကြောင်းဆောင်ကြီးကြားရန်ညိုးကိုပြောရမယ်ဆိုရင်တော့အဲ့ဒီအချိန်ကာလကစားခဲ့တယ်လို့ပဲပြောရမှာပါ။ဝိညာဉ်ဗိမာန်ဆေးမြော့စေတခင်ဆေးတခင်ကိုလှုပ်ကြံတက်ဖြတ်ပြီးတဲ့အချိန်အားစပြီးတော့ဆေးကြောင်းဆောင်တဲ့ဝိညာဉ်ဗိမာန်ကြီးကရေနဲ့မီးလို့ဖြစ်လာခဲ့တာပါ စေးကြောင်းဆောင်စေးမြော့စင်မှာစေးသခင်ဟာတည်ဆုံးသွားတဲ့အချိန်မှာသူတို့မှာလက်စားချေဖို့အခွင့်အရေးတော်မရှိခဲ့ပါဘူးဘလူပဲဖြစ်ဖြစ်ခွေမျိုးနဲ့ဇူကြီးဆိုတာသူတို့စေးကြောင်းဆောင်ဟာရင်ဆိုင်နိုင်တဲ့အရာမဟုတ်သေးပါဘူးသူတို့ကအဲ့ဒါအကြောင်းမလို့သူတို့ရင်ဆိုင်နိုင်တဲ့ဝိညာဉ်ဘိမ့်မောင်တာအစွမ်းကုန်တိုက်ခိုက်ုံပဲတက်နိုင်ပါတယ်ဒီလိုနဲ့ဝိညာဉ်ဘိမ့်မောင်ကိုသူတို့ကအစွမ်းကုန်တိုက်ခိုက်ကြတဲ့အချိန်မှာသူတို့ဘက်မှာလည်းဆုံးရှုံးမှုအချို့ကရှိခဲ့တယ်လို့ဝိညာဉ်ဘိမ့်မောင်ကြီးကလည်းအကြီးအကျယ်ထိခိုက်မှုတွေဖြစ်ခဲ့ရပါသေးတယ်အဲ့ဒါဟာတော့စေးကြောင်းဆောင်တဲ့ဝိညာဉ်ဘိမ့်မောင်ကြီးကအလဲပိုင်းကုမြင်မှာသူတို့ရဲ့စစ်ပွဲကိုစတင်ခဲ့တဲ့အချိန်မှာအဲ့နောက်မှာတော့အဲ့စစ်ပွဲ ွယ်ပြီးတဲ့အချိန်မှာတဖြည်းဖြည်းနဲ့သူတို့ကတစ်ဖက်နဲ့တစ်ဖက်တိုက်ခိုက်လာရင်းနဲ့လက်ရှိအခြေအနေအထိရောက်ရှိလာတာပါ။ ဒါကြောင့်မလို့လက်ရှိမော်ဆေးပညာရှင်တိုင်းရဲ့ရှင်ထဲမှာဝိညာဉ်ဗိမ့်မှန်ခွေမျိုးနဲ့ဆိုကိုသူတို့ကအယိုးထဲဆွဲအောင်လို့မုန်းတီးပါတယ်။ဒါကြောင့်မလို့ရှေးဟိုးဆွဲတဲ့မော်ဆေးပညာရှင်အချို့ကနောက်မှာဝိညာဉ်ဗိမ့်မှန်နဲ့ခွေမျိုးနဲ့ဆိုကိုပြန်လည်တိုက်ခိုက်လာနိုင်မဲ့စွန့်ရင်ရှိလာမဲ့အခွင့်အရေးကိုသူတို့ကလက်လွတ်မခံခြင်းကြပါဘူး။ဒါကြောင့်မလို့လေမဟာမိတ်ကိုမဲပေးတဲ့သူကပို့ပြီးတော့များပြလာတာပါ။ဒါပေမဲ့လေဒီမှာတွေးတဲ့အတိုင်းပဲဒီလိုအခြေအနေမျိုးဖြစ်သွားတာနောက်မှာရှေးဟိုးဆွဲတဲ့အကြီးကဲအချို့ကလည်းရှိနေပါသေးတယ်။ဒါကလေသူတို့ကိုအပြစ်ပြောလို့မရပါဘူး။သူတို့ရဲ့ဆေးမျော့စိန်အနေနဲ့အလောက်ထိနှိမ်စင်းသွားတဲ့အခြေအနေမျိုးရောက် ာကိုသူတို့ကလက်မခံနိုင်ကြလို့ပါပြောရမယ်ဆိုရင်တော့လက်ရှိကိုလက်မခံနိုင်တာပါ အမှန်တရားကိုလက်မခံနိုင်တာပါ ဘလူးဝဲဖြစ်ဖြစ်သူတို့ကလက်ခံတီဖြစ်စေလက်မခံတီဖြစ်စေစေးမြော့စင်ငယ်ဆုံးဖြတ်ချက်ကမဲပေးခွင်းနဲ့သာတွားတာမလို့ရှောင်းဝမ်းတို့ကလည်းမဲရည်အတွက်မှာအကြီးကဲလင်ကိုရိုင်ရအောင်ပါဝင်ပြီးတော့မဲပေးလာတာမလို့သူတို့ကမဲရည်အတွက်မှာတာလွန်ပြီးတော့အပြေးအဝအမှာအောင်းနိုင်ခဲ့ပါတယ်ဒါကြောင့်မလို့စေးမြော့စင်ငယ်ကမဟာမိတ်ထဲကိုအပြေးအဝကိုပူးပေါင်းလာခဲ့ပါပြီမဟာမိတ်စုဝေးခြင်းတုံးရဲကြပြီးရဲ့နောက်မှာကြဲကြွေဆိုင်ကကြဲကြွေလောကကိုဖွင့်လှစ်ပြီးမဟာမိတ်အဖွဲ့ဝင်တွေအားလုံးကိုကြိုဆိုခဲ့ပါတယ် အရင်ဦးဆုံးရောက်လာတော့မီးရန်တောင်ကြားဘိုးဘေးခော်ရင်ဘိုးဘေးခော်ရင်နဲ့ရောက်ချမ်းရဲ့ကြားမှာအရင်ကအပတ်သက်အနေငယ်ရှိခဲ့မှုပါလေဒါကြောင့်မလို့ရောက်ချမ်းရဲ့နာမည်ကြော်ကြားမှုနဲ့ဘိုးဘေးခော်ရင်နဲ့ရောက်ချမ်းနေရစိမ့်ကားနေတဲ့သူတွေမဟုတ်ပါဘူးသူတို့ကြားမှာရင်းနှီးမှုအနေငယ်ဟာရှိခဲ့မှုပါလေဒုတိယရောက်လာတဲ့အဖွဲကတော့စေးမြော့စင် စင်းမြော့စင်မှာဆိုရင်တော့အကြီးကဲလင်ကိုတိုင်ကဥဆောင်လာပြီးရွှံကုံကြီးနဲ့ရွှံရီတို့ကလိုက်ပါလာခဲ့ပါလေတတိယရောက်လာတဲ့အဖွဲကတော့ပန်းကိုင်းပန်းကိုင်းမှာတော့ပန်းကိုင်းရဲ့လက်ရှိဂိုင်းကျိုးဖြစ်တဲ့ရွင်ရင်းနဲ့ပန်းကိုင်းရဲ့ဘိုးဝေကြီးနတ်သမီးချင်းနှစ်ယောက်ထဲရပဲရောက်လာခဲ့တာပါမဟာမိတ်စုဝေးချင်းရှောင်းဝမ်တို့ကောင်းကင်အိမ်တော်မဟာမိတ်ဖွဲ့ရဲ့ဖွဲ့စည်းပုံဟာရိုးရှင်းရှင်းပါပဲ တပ်ဖက်ကတိုက်ပွဲဖြစ်နေချိန်မှာတပ်ဖက်ကဝင်ကူခွင်းကိုရရှိမယ်တပ်ဖက်ရဲ့ခိုင်းကိုတပ်ဖက်အဖွဲ့စီကဝင်ရောက်စစ်ဖက်ပိုင်ခွင့်မရှိပါဘူးဒါကတော့သူတို့ကြားမှာတတ်မှတ်ထားတဲ့စီးမြင်ပါပဲသူတို့ရဲ့မဟာမိတ်အဖွဲ့ကရိုးရှင်းရှင်းပါပဲဘာအခွင့်အာဏာမှလည်းပုံနေတာမရှိပါဘူးသူတို့ရဲ့အဓိကရည်ရွယ်ချက်ကတော့ကြဲကြွေဆိုင်ပန်းခိုင်းမီးရန်တောင်ကြားနဲ့စေးကြောင်းဆောင်ရဲ့အားလုံးမှာသူတို့ကလေဟာနဲ့လိုင်ကောင်းတွေကိုတိဆောက်ပြီးတပ်ဖက်အဖွဲ့စီကတိုက်ခိုက်တာနဲ့တပ်ဖက်အဖွဲ့စီကချက်ချင်းပဲလာရောက်ပြီးတော့ကူညီပေးနိုင်အောင်လို့မဟာမိတ်ကိုဖွဲ့စည်းလိုက်တာဖြစ်ပါလေရာလန်းအနေနဲ့ပြောရမယ်ဆိုရင်တော့ဒီမဟာမိတ်အဖွဲ့ကြီး ီမှာတစုတစည်းနဲ့တိုက်ခိုက်နိုင်တဲ့ခွန်အားရှိလာပါတယ်သူတို့မဟာမိတ်ကိုတီထောင်ရတဲ့ရည်ရွယ်ချက်ကတော့အာလုံကတည်ထားတဲ့အတိုင်းပဲဝိညာဉ်ဗိမာန်ကိုရင်ဆိုင်ဖို့ပါဒီထဲမှာပန်းကိုင်းဆိုလဲထင်မြင်ခိုင်းရဲ့ဖိနိုင်မှုကိုဝိညာဉ်ဗိမာန်ရဲ့နောက်ွယ်ရာကျိုးကင်မှုကြောင့်ခံခဲ့ရပါတယ်မိရဲ့တောင်ကြားရဲ့ဘိုးဘေးကြီးဆိုရင်လဲသူ့ရဲ့ဒဏ်ရာဟုံးကိုကုသဖို့အတွက်တောထဲမှာအနားယူပြီးတော့တိတ်တဆိတ်နဲ့တီရှိမှုကိုဖုံးကွယ်ပြီးတော့နေထိုင်ခဲ့ရပါတယ်တစ်ဖက်မှာဆေးမြောက်စင်ရတော့ဝိညာဉ်ဗိမာန်ရဲ့ဒဏ်ကိုအဆိုးဝါးဆုံးခံခဲ့ရတဲ့အဖွဲ့အစည်းပါပေါ်ဆေးပညာရှင်ပေါင်းများစွာဝိညာဉ်ဗိမာန်ရဲ့လက်ချက်နဲ့အသက်ဆုံးရှုံးခဲ့ရပါ ါတယ်။ကြဲကြွေးဆိုင်ကိုယ်တိုင်ဆိုရင်လည်းထင်မင်းကိုင်းကျောက်အကြီးအကျယ်ပျက်စီးမှုဖြစ်ခဲ့ရပြီးရှောင်းရန်ကတိုင်းသူတော်စင်အစင်းကိုချိုးဖျက်နိုင်ခဲ့တဲ့အတွက်ကြောင့်သာသူတို့ကအဲ့ဒီကဘေးကြီးကိုကျော်လွှားနိုင်ခဲ့ကြတာပါ။ဒီမှာနတ်သမီးချင်းကရောက်ချမ်းအကြောင်းပြောတဲ့နေအောင်လည်းရှင်းပြပေးပါမယ်။ ဂိုင်းကြီးတွေဟာအကြီးအကဲအလုံးကဂိုင်းနာထောင်နာကြတယောက်ကမှစီမံခန့်ခွဲရေးပိုင်းကိုစိတ်ဝင်စားမှုရှိမိနေကြပါဘူး။ရောက်ချမ်းကလည်းစီမံခန့်ခွဲရေးပိုင်းမှာသူ့ရဲ့အရေးချင်းကအတော်လေးကိုကောင်းမှုပေမဲ့သူကိုယ်တိုင်ကလည်းအဲ့ဒါအကြီးကိုလုတ်ကန်ရတာစိတ်ဝင်စားပါဘူး။အရင်တုန်းကဆိုရင်သူကကြဲကြွေဆန်ရဲ့ကိစ္စအရက်ကိုဝိဇာဖန်ဖန်ရှန်နဲ့တာလွှဲပြောင်းပေးထားခဲ့တာပါ။စေးမြော့စင်ငယ်မှာတော့သူကအဲ့လိုတောင်းဝင်ဝတ္တရားတွေရှိနေလို့သူကစေးမြော့စင်ငယ်ကနေထွက်ခွာပြီးတတိတတန့်တဲ့နေထိုင်ခဲ့တာပါ။ရောက်ချမ်းကပြောရမယ်ဆိုရင်အထုံးအောင်ကိုလုံးဝမကြိုက်တဲ့သူမျိုးပါ။ဒါပေမဲ့လည်းရှောင်းဝမ်းကို ကူညီဖို့အတွက်သူကဒီနှစ်တည်းအတွင်းမှာကျဲကျွေးဆိုင်ရဲ့စွမ်းရည်ကတိုးမြင့်လာအောင်လို့သူက သူတက်နိုင်သမျှစွမ်းရည်အားလုံးကိုအတုံးချခဲ့ပါတယ်။ဒါကြောင့်မလို့လေကြဲကြွေဆိုင်ကရောက်ချင်းရဲ့စီမံမှုအောက်မှာနှစ်အနေငယ်အတွင်းမှာဒီလောက်ထိအနေထားထိကြီးပွားတိုးတက်လာခဲ့တာပါ။ပန်းကန်းရနဲ့သမီးချင်းဟာအာမနာထံပြောသလိုပဲမဟာမိတ်ခေါင်းဆောင်ဖြစ်ဖို့ဆိုတာလုံလောက်တဲ့အေးချင်းနဲ့ကြော်ကြားမှုမျိုးဟာရှိဖို့အတွက်လိုအပ်ပါတယ်။ရောက်ချင်းကဝိဇာဖန်ကိုလွှဲပြောင်းပေးခြင်းနဲ့ဆိုရင်တော့မှဝိဇာဖန်မှာလုံလောက်တဲ့အေးချင်းနဲ့ကြော်ကြားမှုကရှိမနေပါဘူး။ဒါကြောင့်မလို့နဲ့သမီးချင်းရဲ့စကားတွေဝိုက်ပြီးတော့ဝိဇာဖန်ရွင်ရင်းနဲ့ကြံတဲ့လူတွေအားလုံးကိုပယ်ချပစ်လိုက်တာပါ။ ရှောင်းရမ်းအတွက်ကတော့ရှောင်းရမ်းမှာလုံလောက်တဲ့ရေချင်းနဲ့ကြော်ကြားမှုကရှိနေပေမဲ့သူကလူငယ်တယောက်ပါသူ့အနေနဲ့ဆိုရင်တော့စီမံခန့်ခွဲရေးပိုင်းကသူနဲ့လုံးဝမသင့်တော့ပါဘူးရှောင်းဝမ်းကလည်းရောက်ချမ်းလို့ပဲအကယ်၍အိတ်တောင်ဝင်ကြီးကရှောင်းဝမ်းရဲ့ခေါင်းပေါ်ကိုကြောက်လာခဲ့မဲ့ဆိုရင်တော့ရှောင်းဝမ်းကကြင်ကြင်နာနာနဲ့ပဲသူ့ဆရာရောက်ချမ်းရဲ့ခေါင်းပေါ်ကိုဒါပြန်လဲပြီးတော့လွှဲပြောင်းပေးမှာပါ ဘာလို့လဲဆိုတော့ရှောင်းဝမ်းကိုတိုင်ကအဲ့လိုတာဝန်မျိုးကိုလက်ခံဖို့အတွက်သူ့မှာအချိန်မရှိလို့ပါသူကပုံမပြီးတော့တံမာလောင်လို့တာသူ့ရဲ့အချိန်တွေကိုအသုံးပြနေရတာမို့လို့ပါသူ့မှာဒီမဟာမိတ်အဖွဲ့ကြီးကိုစီမံခန့်ခွဲပေးဖို့အတွက်အချိန်ရှိမနေပါဘူး တဖက်မှာဘိုးဘေးဟော်ရင်ကလည်းနတ်သမီးချင်းဟာပြောသလိုပဲလုံလောက်တဲ့ရေချင်းနဲ့ကြော်ကြားမှုကရှိနေတယ်ဆိုပေမဲ့ဘိုးဘေးဟော်ရင်ကဒေါသကြီးပါလေသူ့ရဲ့စိတ်မျက်လက်မျက်ဒေါသကြီးမှုနဲ့ဆိုရင်တော့မဟာမိတ်ခေါင်းဆောင်ဖြစ်ဖို့ကမသင့်တော်ပါဘူးဒါကြောင့်မလို့ဘိုးဘေးဟော်ရင်ကိုကာကွယ်သူဘိုးဘေးအနေနဲ့သာထားရှိလိုက်ပါတယ်နောက်ဆုံးကြတော့ဒီနေရာမှာတည်ငြိမ်ပြီးတော့အရာအလုံးကိုဆုံးဖြတ်ချက်ချနိုင်တဲ့လူကနှစ်ယောက်ပဲရှိနေပါတော့တယ် အဲ့လူနှစ်ယောက်ကတော့အကြီးကဲလင်နဲ့ယောက်ချမ်းတို့ပါအကြီးကဲလင်နဲ့ယောက်ချမ်းနှစ်ယောက်စလုံးမှာလုံလောက်တဲ့အီချင်းရရှိနေပါလေဒါပေမဲ့အကြီးကဲလင်ကလည်းဒီနေရာမှာသူကအလွယ်အကူပဲခေါင်းဆောင်လိုက်ပါလေဘာလို့လဲဆိုတော့သူကလည်းအိတ်တောင်ဝင်ကြီးကိုမလိုချင်ပါဘူးသူနဲ့ယောက်ချမ်းကိုပြောရမယ်ဆိုရင်ယောက်ချမ်းကသူ့ရဲ့မျက်စိထဲမှာမျိုးဆက်တဲ့လူငယ်တယောက်သာဖြစ်ပါလေအကြီးကဲလင်ကတော့ယောက်ချမ်းနဲ့ရှင်မယ်ဆိုရင်ယောက်ချမ်းရဲ့စီနီယာအကြီးကဲမျိုးအဆင့်ဖြစ်ပါလေဒါပေမဲ့အကြီးကဲလင်ကသူအသက်ကြီးနေတာကိုအကြောင်းပြပြီးသူကလည်းမဟာမိတ်ခေါင်းဆောင်ယာတို့ကိုခေါင်းဆောင်ပြလိုက်ပါလေနောက်ဆုံးမှာတော့မဟာမိတ်ခေါင်းဆောင်ဆိုတဲ့ယာတို့ကြီးက ရောက်ချမ်းရဲ့ခေါင်းပေါ်တဲတဲဥသာကြောက်လာခဲတာပါအဲ့လိုနဲ့ပဲရောက်ချမ်းကလည်း तू မလုံချင်ပေမဲ့ तू မှမငင်းဆန့်နိုင်ပဲမတက်တာစွာနဲ့သာ तू ကမဟာမိတ်ခေါင်းဆောင်ရာထူးကိုထိမ့်သိမ့်ပေးထားလိုက်ရပါတယ်ဒီမှာ तू ကပြောခဲ့သလိုပဲတင်းတော်တဲ့အရေးချင်းရှိတဲ့လူကိုသာတွေ့ခဲ့ရင် तू ကမဟာမိတ်ခေါင်းဆောင်ရာထူးကိုပြန်လည်ပြီးတော့လွှဲပြောင်းပေးမယ်လို့ပြောခဲ့ပါတယ်အဲ့လိုအရေးချင်းရှိတဲ့လူကိုလည်းဒီနေရာမှာရှိတဲ့လူတိုင်းကသတ်မှတ်ထားပြီးသားပါအဲ့ဒါကတော့ပြောနေဖို့တော့မလိုအပ်ဘူးရှောင်းဝမ်းပါပဲရှောင်းဝမ်းအရေးချင်းကငကိုရေကမဟာမိတ်ခေါင်းဆောင်ဖြစ်ဖို့အတွက်ပြီးပြည့်စုံနေပြီးသားပါဒါပေမဲ့ရှောင်းဝမ်းကမဟာမိတ်ခေါင်းဆောင်အနေနဲ့သူ့ရဲ့ င်ဝင်တွေကိုလှုပ်ဆောင်ဖို့အတွက်အချိန်မရှိတာကြောင့်ရောက်ချန်းကိုမဟာမိတ်ခေါင်းဆောင်ရာထူးဟူတာပေးရလိုက်တာပါဒါပေမဲ့ဒီကောင်းကင်အိမ်တော်မဟာမိတ်အဖွဲ့အစည်းကြီးတစ်ခုလုံးရဲ့စိတ်တပ်ပိုင်းဆိုင်ဟာခေါင်းဆောင်ကတော့ရှောင်းဝမ်းပါပဲရောက်ချန်းကခေါင်းဆောင်ဆိုပေမဲ့သူ့ကိုအမိခံလို့တော့ပြောလို့ရပါတယ်ရှောင်းဝမ်းကမဟာမိတ်အဖွဲ့ကြီးထဲမှာလူတွေအားလုံးရဲ့စိတ်တပ်ပိုင်းဆိုင်ဟာခေါင်းဆောင်တယောက်ဖြစ်ပါတယ် ဘာကြောက်လဲဆိုရင်တော့လက်ရှိရှောင်းဝမ်းကအလဲပိုင်းကုန်းမြေမှာအရန်အုံးမှာကြော်ကြားနေပြီမို့လို့ပါရှောင်းဝမ်းရဲ့ဖြတ်တန်းလာခဲ့ရတဲ့ဘဝတွေကအလဲပိုင်းကုန်းမြေကြီးမှာဒါနာရီတစ်ခုလုံးတော့ပျောစမတ်တွင်လာတဲ့အထိရှောင်းဝမ်းကနမဲကြီးလာခဲ့ပါပြီ ဒါကြောင့်မလို့ရှောင်းဝမ်းစုတဲ့နာမည်ကိုကြားတာနဲ့ဒီမဟာမိတ်အဖွဲ့ထင်မှရှိတဲ့မဟာမိတ်အဖွဲ့ဝင်တိုင်းကသူတို့ရဲ့စိတ်သက်ပိုင်းဆိုင်ရာခေါင်းဆောင်အဖြစ်ရှောင်းဝမ်းကိုသတ်မှတ်ထားကြပါတယ်။နောက်ဆုံးကောင်းကင်ရေလိုက်လို့မဟာမိတ်ရဲ့အမိကိုပေးပြီးရဲ့နောက်မှာရောက်ရှိလာခဲ့တဲ့ဝိညာဉ်ဘိမှန်ရဲ့ဒုနန်တော်သခင်ဝိညာဉ်ဘိမှန်ရဲ့ဒုနန်တော်သခင်ကတော့ကျဲသုံးပွင့်တိုင်းသူတော်စင်တယောက်ဖြစ်ပါတယ်။လက်ရှိချိန်မှာသူကထွက်လာတာသူ့ရဲ့ပုံရိပ်ကိုပါဝိညာဉ်တက်တန်နဲ့လာခဲ့တာပါ။ ူရဲ့ပုံရင်းကိုပါဝိညာဉ်ရတော့သူရဲ့ကောင်းကင်အခြေအနေစိတ်ဝိညာဉ်နဲ့ဖန်တီးထားတဲ့အရာပါဒီဝိညာဉ်အခြေအနေအရဆိုရင်တော့ရှောင်းဝမ်းတို့အတွက်အလွယ်တကူလေးဖြည့်ဆည်းလို့ရပါတယ်ဒါ ው လဲသူကသိပါတယ်သူလက်ရှိလာတဲ့ရွေချက်ကတော့ရှောင်းဝမ်းတို့ကိုချင်းချောက်ဖို့အတွက်ပါပဲ ဒါပေမဲ့သူ့ရဲ့ပေါ်လာခြင်းရပဲဒီကောင်းကင်အိမ်တော်မဟာမိတ်အဖွဲ့ရဲ့ဖြစ်တည်လာခြင်းရဝိညာဉ်ဗိမာန်အပေါ်ဘလို့တက်ရောက်မှုမျိုးကိုရှိနေလဲဆိုတာကိုပြသနေပါတယ်ဝိညာဉ်ဗိမာန်အတော့ချိန်ချောက်မှုကိုစတင်ပြီးတော့ခန်းစားနေရပါပြီအဲ့လိုမှမဟုတ်ဘူးဆိုရင်တော့ဝိညာဉ်ဗိမာန်ရဲ့ဒုနန်တော်တခင်ဟာပုံရိပ်ကိုပွားနေလာခဲ့မှာမဟုတ်ပဲသူ့ရဲ့မူလခန္ဓာအဆင့်နဲ့ရောက်ရှိလာမှာပါဝိညာဉ်ဗိမာန်ရဲ့ဒုနန်တော်တခင်ရောင်မှာမူလခန္ဓာနဲ့ထွက်မလာရဲပါဘူးဒါကြောင့်မလို့သူကပုံရိပ်ကိုပွားဝိညာဉ်နဲ့သာထုတ်ခမ်းမတဲ့ကိုလာခဲ့တာပါဘလို့ဖြစ်ဖြစ်ဒါရန်သူအတိုက်သေးကိုတွားလာနေအတူတူပါပဲလက်ရှိဒီနေရာမှာ ှိနေတဲ့ရှောင်းဝမ်တို့အဖွဲ့မှာလည်းအားနေတဲ့သူတယောက်ကမှမပါဝင်ပါဘူး။ကျဲနှစ်ပွင့်တိုင်းသူတော်စင်နှစ်ယောက်နဲ့ကျဲတပွင့်တိုင်းသူတော်စင်ရှောင်းဝမ်ရဲ့သူတော်စင်တပိုင်းအဆင့်အများပြားရရာရှိနေပါလေ။ဝိညာဉ်ဗိမာန်ကရှောင်းဝမ်ကိုချိန်ချောက်ဖို့အတွက်သူတို့ကရှောင်းဝမ်ရဲ့ဖခင်ရှောက်ကျန်းကိုသူတို့ချုံနောက်ထားတဲ့မြင်ကွင်းကိုထုတ်ပြခဲ့ပါလေ။ အဲ့ဒီအချိန်မှာရှောင်းဝမ်ကသူ့ကိုယ်သူမထိန်ချုံနိုင်ပဲဒေါသအဆုံးစုံကြီးထွက်သွားခဲ့ရပါတယ်။ဘာလို့လဲဆိုတော့ရှောင်းဝမ်ကသူ့ရဲ့ဖခင်ကိုသူမတွေ့ခဲ့ရတာဆယ်စုနှစ်နဲ့ချီပြီးတော့ကြာမြင့်နေခဲ့ပါပြီ။သူ့ဖခင်နာကျင်နေရာကိုကြည့်ရင်သူကမျက်ရည်တွေနဲ့ဒေါသကိုမထိန်နိုင်ခဲ့ပါဘူး။ဒီမှာဝိညာဉ်ဖိမ့်မှန်ရဲ့ဒုနန်တော်သခင်လာတောင်းတာကတော့ရှောင်းဝမ်လက်ထဲမှာရှိနေတဲ့ထော်ရှယ်ရှေးအောင်ကြောက်စိမ်းကိုပါ။အဲ့ဒီထော်ရှယ်ရှေးအောင်ကြောက်စိမ်းကတော့ရှောင်းဝမ်အဖေရဲ့အသက်အမားခံပါပဲ။အဲ့ဒီထော်ရှယ်ရှေးအောင်ကြောက်စိမ်းရတာမရှိတော့တာနဲ့ရှောင်းဝမ်ရဲ့အဖေကဝိညာဉ်ဖိမ့်မှန်ရဲ့လက်ထဲမှာအချိန်မွေးတည်ဆုံသွားနိုင်ပါလေ။ အကယ်၍အရင်အရှောင်းဝမ်းသာဆိုရင်တော့သူ့ဖေကအဲ့လိုနာကျင်ခံစားနေရတာကိုမြင်တွေ့ရရင်သူကတုံဆိုင်မနေပဲထော်ရှယ်ရှေးရောင်းကြောက်စင်းကိုထုတ်ပေးလိုက်မိမှာပါဒါပေမဲ့လက်ရှိရှောင်းဝမ်းမှာတော့အချိန်ဒီအားလုံးကိုထိန်းချုပ်နိုင်တဲ့စွမ်းရည်ကရှိနေပါပြီသူ့ရဲ့စိတ်အခြေအနေကိုတည်ငြိမ်အောင်ထားနိုင်တဲ့အရေးချင်းရရှိနေပါပြီအားလုံးကတော့ body တစ်ပါးတစ်ပင်အောက်မှာဘွာပေါင်းတရာပြန်လည်ဝင်စားခြင်းရဲ့အကျိုးကျေးဇူးကြောက်ပါ အဲ့လိုမျိုးအချိုးကျဆူးကြောက်ပဲရှောင်းဝမ်ကစိတ်ရချင်းတွေကိုထိန်းချုပ်နိုင်စွမ်းရှိနေတာပါအရင်ရှောင်းဝမ်ပုံစံမျိုးနဲ့ဆိုရင်သူ့မှာအဲ့လိုအချင်းတွေမျိုးကိုသူကတီးခတ်နိုင်စွမ်းမရှိပါဘူးသူကဝိညာဉ်ဗိမ္မာန်ရဲ့ဒုက္ခမအရှင်ကိုမထိန်းချုပ်နိုင်ဘဲနဲ့တိုက်ခိုက်မိမှာပါ ထော်ရှယ်ရှေးအောင်ကြောက်စင်းရုံတော်မှာပေးလိုက်မိရင်ပေးလိုက်မိသွားမှာပါဘလူပဲဖြစ်ဖြစ်သူ့ဖခင်ဟာသူ့ရဲ့မျက်စိရှိမှနာကျင်နေတာကိုသူကမြင်နေရတာပါဒါပေမဲ့လက်ရှိရှောင်းဝမ်းအတွက်ကတော့အချိန်ဤအလုံးကိုသူ့မှာအကောင်းဆုံးဖြေရှင်းဖို့အတွက်စဉ်းစားနိုင်တဲ့စွမ်းရည်ကရှိနေပါပြီရှောင်းဝမ်းကသိပါတယ်ထော်ရှယ်ရှေးအောင်ကြောက်စင်းရုံတာပေးလိုက်ရင်သူ့ဖေအတွက်အသက်ရှင်နိုင်စရာလမ်းကလုံးဝမရှိတော့ပါဘူးသူ့လက်ထဲမှာထော်ရှယ်ရှေးအောင်ကြောက်စင်းရရှိနေသေးသူ့ဖေအတွက်အသက်ရှင်ဖို့အခွင့်အရေးရှိနေပါသေးတယ် ဘလို့အဖြစ်ဖြစ်ဝိညာဉ်ဗိမ္မာန်ရဲ့အဓိကပြမှတ်ကထော်ရှယ်ရှေးအောင်ကြောက်စိမ့်တာဖြစ်နေတာပါ။ဒါကြောင့်မလို့လေရှောင်းဝမ်ကဝိညာဉ်ဗိမ္မာန်ရဲ့ဒုနန်တော်သခင်ကိုသူကပြန်ပြီးတော့ချိန်ချောင်းမှုကိုလုပ်ခဲ့တာပါ။ ူဖေရတာတချက်နာကျင်ရရင်သူကထော်ရှယ်ရှေးအောင်ကြောက်စင်းရဲ့တစားကိုဖျက်ဆီးပစ်မယ်။သူဖေရအတက်ကတာဆုံရှုံသွားတာနဲ့သူကထော်ရှယ်ရှေးအောင်ကြောက်စင်းတစ်ခုလုံးကိုဖျက်ဆီးပစ်မယ်လို့ချိန်ချောက်ခဲ့တာပါ။ရှောင်းဝမ်ရဲ့အဲ့လိုစကားဒုနန်တော်သခင်အောင်တော်ခေါင်းကိုက်သွားစေပါတယ်။ဒုနန်တော်သခင်ကရှောင်းဝမ်ပေါ်ချိန်ချောက်တဲ့နီလန်းကအလုံးမဖြစ်နိုင်ဘူးဆိုတော့သူကတိသွားခဲ့ပါတယ်။ဘလို့ပဲဖြစ်ဖြစ်လက်ရှိရှောင်းဝမ်ကအရင်လိုလူငယ်လေးတယောက်မဟုတ်တော့ပါဘူး။သူကကျယ်တဲ့ဝင်းတိုင်းသူတော်စင်တယောက်ဖြစ်နေပြီ။ ဘဝပေါင်းတရဝင်စားပြီးတဲ့နောက်မှာရှီယောင်းကလန်ရဲ့ကလန်ခေါင်းဆောင်မကောင်းဆိုးဝါးအိုရီနဲ့တော့နှိုင်းရှိနိုင်တဲ့ညံရီမျိုးကိုပိုင်ဆိုင်ထားနေပါပြီ။အဲ့နောက်မှာတော့ရှောင်းဝန်းကဘာချင်းချောင်းမှုမှထပ်ပြီးတော့မခံရအောင်သူ့ရဲ့စိတ်ကိုလုံးဝတင်ငြိမ်အောင်ထားလိုက်ပြီးဝိညာဉ်ဗိမာန်ရဲ့ဒုနန်တော်သခင်ရဲ့ပုံရိပ်ကိုပါကိုဖျက်ဆီးပစ်လိုက်ပါတယ်။ဒီနေရာမှာ spoiler အနေနဲ့ကိုပြပြပေးခြင်းပါတယ်။ ရှောင်းဝမ်ကလက်ရှိဝိညာဉ်ဖိမှန်ရဲ့လုပ်ရကြောင့်သူ့ရဲ့ဒေါသအဆုံးစွန်ရောက်ရှိသွားခဲ့ပါတယ်။ဒါပေမဲ့သူ့ရဲ့ဒေါသတွေကိုပုံချဖို့အတွက်သူ့မှာနေရာကောင်းနေရာရှိနေပါတယ်။ဒါကတော့ spoiler ပါ။ဒါပေမဲ့နောက်ပတ်မှာလာတော့မှမလို့ဘာမှအများကြီးထိခိုက်မှုတော့မရှိပါဘူး။ရှောင်းဝမ်တို့ကကောင်းကင်အိမ်တော်မဟာမေးကိုတီထောင်ပြီးတဲ့အချိန်မှာသူတို့ပထမအဆုံးလုပ်မယ့်အရာကတော့ဝိညာဉ်ဖိမှန်ရဲ့ခန်းမခွဲတွေအားလုံးကိုဖြုတ်ခွင်းမှုပါ။ အလို့ခမ်းမခွဲတွေကိုဖြုတ်ခင်းရင်းနဲ့ပဲရှောင်းဝန်းကအဖိုးကြီးမိုကူးနဲ့ပြန်လဲဆုံတွေ့ပြီးအဖိုးကြီးမိုကူးကရရှိထားတဲ့ဟန်ဖုံးကပိုင်ဆိုင်တဲ့ပင်လဲပြကောင်းကင်မီတောက်ကိုရှောင်းဝန်းကရရှိတော့မှာပါဒါကတိတ်မကြတော့ပါဘူးဒါကတော့စပိုင်လာပါဘလို့ရရှိမလဲဆိုတာကတော့ဆက်လက်ပြီးတော့စောက်ဆိုင်ကြပါဦး လက်ရှိမှာကောင်းကင်ရဲတိုက်ကတရားဝင်ဖွဲ့စည်းလိုက်တဲ့အချိန်မှာအလဲပိုင်းကုန်းမြေကြီးမှာအင်အားကြီးအဖွဲ့စည်းကြီးဟာနှစ်ခုပဲရှိတော့ပါတယ်။အင်ဒေါ်နဲ့ဗိမာန်လက်ရှိအလဲပိုင်းကုန်းမြေကြီးမှာအင်ဒေါ်နဲ့ဗိမာန်ဆိုတဲ့အဖွဲ့စည်းကြီးနှစ်ခုကအလဲပိုင်းကုန်းမြေကြီးကိုအုပ်ချုပ်ပါတယ်။ကောင်းကင်အင်ဒေါ်ဆိုတဲ့အဖွဲ့စည်းကြီးကလည်းတီထောင်ပြီးရနဲ့တဖြည်းဖြည်းနဲ့တိုးတက်လာပြီးဝိညာဉ်ဗိမာန်အပေါ်မှာမကျင်မနှက်ရှိနေတဲ့အဖွဲ့စည်းအလုံးကကောင်းကင်အင်ဒေါ်ရဲ့လက်အောက်ကိုခိုးလုံလာခဲ့ပါတယ်။ဘလူးဝဲဖြစ်ဖြစ်ကောင်းကင်အင်ဒေါ်မှာစေးတောင်းဆောင်လို့အဖွဲ့စည်းရအောင်ပါဝင်လာတဲ့အတွက်သူတို့ကတုံဆိုင်ချင်းမရှိဘဲနဲ့ကောင်းကင်အင်ဒေါ်ကိုပူးပေါင်းနိုင်တဲ့တတ်တီသူတို့မှရှိနေပါပြီ။ ဒီလိုနဲ့ပဲတဖြည်းဖြည်းနဲ့ကောင်းကင်အိမ်တော်ကအင်အားကြီးလာတဲ့အတွက်ကြောင့်အလဲပိုင်းကုန်းမြေကြီးမှာ ိမ့်မှန်တစ်ခုနဲ့အိမ်တော်တစ်ခုဆိုတဲ့အဖွဲ့စည်းကြီးရတာအရှင်သခင်တွေဖြစ်လာခဲ့ကြပါတယ်။အရင်လိုမျိုးအလဲပိုင်းကုမြေကြီးမှာဝိညာဉ်ဘိမ့်မှန်နံပါတ်1အင်အားစုဟုတ်မနေတော့ပါဘူး။လက်ရှိအလဲပိုင်းကုမြေကြီးမှာအရှင်သခင်ရဲ့အဖွဲ့စည်းကနှစ်ခုဖြစ်သွားပါပြီ။ချိုင်လင်းလက်ရှိမှာချိုင်လင်းကကျဲကိုပွင့်အထွန်းထိပ်တန်ဝိဇာတယောက်ဖြစ်နေပါပြီ။ရွှင်းရရွှင်းရကတော့လက်ရှိအချိန်မှာမန်ဟွယ်ရှေးရောက်နေမြန်မာနေထွက်ခွာပြီးတာနဲ့ကုမျိုးနဲ့စုမှာသူကတကားပိတ်ကြီးညံ့ခြင်းနဲ့ဝင်သွားခဲ့ပါတယ်။ရွှင်းရကပြောင်းလဲခြင်းကိုတွေ့အထွန်းထိပ်တန်ဝိဇာကနေသူကသူတော်စင်အဆင့်ကိုချိုးဖြတ်နေပါပြီ။ရွှင်းရမှာနဖျားအဆင့်သူမျိုး းဆက်စွာနဲ့ကုမျိုးနဲ့စုကသူ့ကိုအစုံမဲ့အရင်မြင့်တွေကိုထောက်ပံ့ပေးထားတာမလို့ရွှင်ရကသူတော်စင်ဖြစ်ဖို့ဆိုတာအခက်အခဲရှိနေတာမဟုတ်ပါဘူးရွှင်ရကမကြခင်မှာတိုင်းသူတော်စင်တယောက်ဖြစ်လာတော့မှာပါခြိုင်လင်းအတွက်ကတော့သူကပြောင်းလဲချင်းကိုယ်တွေအထုံးထိပ်အဆင့်မှာရှိနေပေမဲ့သူတော်စင်တပိုင်းအဆင့်ကိုတက်ရောက်ဖို့ကသူ့စီမှာအခက်အခဲအချို့ကရှိနေတော့မှာဘလို့ပဲဖြစ်ဖြစ်သူက9ရောင်ချဲကောင်းကင်စပုံမူရနေပြီးတော့9ရောင်ချဲအဖြစ်ပြောင်းလဲနိုင်ဖို့အတွက်တဘောဝဆွမ်းရဲ့အများကြီးကိုလိုအပ်နေပါသေးတယ်ဒီမှာရောက်ချမ်းပြောတဲ့ချိုယိုးမြင့်နဲ့ခေါင်းကုန်းလုံးမှွေမျိုးနဲ့ချိုယိုးမာယနာရေက န်အဲ့ဒီကန်ဟာဆိုရင်တော့ခြိုင်လင်းတို့မွေမျိုးနဲ့တွေအတွက်အတော်လေးဥမာလေးကျင်းလို့ကောင်းတဲ့နေရာတစ်ခုလို့ပြောရမှာပါခြိုင်လင်းအတွက်ဆိုရင်တော့အဲ့ဒီမှာလေးကျင်းတာသူ့အတွက်မထင်မှတ်ထားတဲ့အကျိုးကျေးဇူးတွေအများကြီးကိုရရှိလာနိုင်ပါတယ်လက်ရှိချိန်မှာရှောင်းဝန်းကကနဦးကျဲတဲ့ဘွင့်တိုင်းသူတို့ဆင်အဆင့်ကိုရောက်ရှိနေပြီဆိုပေမဲ့လည်းသူကအဆင့်၃မီတောက်ကိုတွားပြီးတော့တင်းသွင်းမဲ့အဖွဲစည်းကြီးတွေနဲ့ရင်ဆိုင်ရတဲ့အချိန်မှာရှောင်းဝန်းရဲ့ကျဲတဲ့ဘွင့်ကနဦးတိုင်းသူတို့ဆင်ဆိုတဲ့စွမ်းရည်ကဘယ်နေရာမှာမှရှိမနေပါဘူးအောက်ဆုံးအဆင့်မှာသာရှိနေတာပါ ဘာဖြစ်လို့လဲဆိုတော့အဲ့လိုမျိုးအဆင့်အုံကောင်းကင်မီတောက်ကဒိုချီကုန်းမြရာရှီယောင်းကလန်အားလုံးရဲ့မျက်လုံးဝန်းတော်နီးရဲစီတဲ့အတွက်ကြောင့်မလို့ပါအဲ့လိုအချိန်မျိုးကြရင်ရှီယောင်းကလန်နီးရောင်မှာသူတို့ရဲ့အစွမ်းထက်ပညာရှင်အစွမ်းထက်တိုင်းသူတော်စင်တွေကိုစေလို့လေးရှိကြပါတယ်အဲ့လိုအချိန်မျိုးကြရင်ရောက်ရှိလာတဲ့သူတွေကအနိုင်ဆုံးကျဲနှစ်ပွင့်ရနေကျဲလေးပွင့်တိုင်းသူတော်စင်အဆင့်အထိရှိနေကြပါတယ်ကျဲငါးပွင့်ရဲ့အထက်ကူတော့မကြုံလုံကြပါဘူးဘာလို့လဲဆိုတော့ရှီယောင်းကလန်နီးချားမှာသဘောတူညီမှုကရှိနေတဲ့အတွက်ကြောင့်မလို့ပါဒါကြောင့်မလို့ကျဲငါးပွင့်အထက်တိုင်းသူတော်စင်တွေကိုစေလို့ခြင်းကိုတားမြစ်ထားပါတယ်ဒါကြောင့်မလို့ ရောက်ချမ်းနေနဲ့ဒီမှာရှောင်းဝမ်းကိုပြောနေတာပါ။ဒါအပြင်ကမှရှောင်းဝမ်းကတန်းစင်နှစိုးကြပန်းခီးစင်မှာရင်ဆိုင်ရမှာထိတ်တန်းအဖွဲ့စီကရှေးအောင်ကလန်လူတွေတင်မကပဲသူရင်ဆိုင်ရမဲ့လူတွေကတန်းစင်နှစိုးကြပန်းမီရောက်ကိုတိုင်ကလည်းဖြစ်နေပါသေးတယ်။ကောင်းကင်မီရောက်တီကအဆင့်ပုံမြင့်လေးလေးပို့ပြီးတော့အစွမ်းထလာလေးပါ။တန်းစင်နှစိုးကြပန်းမီရောက်ဆိုတာအဆင့်၃နေရာမှာရှိနေတဲ့ကောင်းကင်မီရောက်ပါ။သူ့ရဲ့ပင်ကိုစွမ်းရင်ကပဲ ကျေငါးဖွင့်အထက်တိုင်းသူတို့စဉ်တယောက်ရဲ့စွန့်ရင်မျိုးကိုထုတ်လို့နိုင်တဲ့စွန့်ရင်မျိုးတော်ရှိနေပါတယ်။ဒါကြောင့်မလို့ဒီမီတောက်ကဘလောက်ထိကြောက်စရာကောင်းလဲဆိုတော့အားလုံးကတွေးကြည့်လို့ရပါတယ်။အဲ့လိုမီတောက်ကိုလူယူရဲတိုက်ပွဲမှာပောင်ဝင်ဖို့ဆိုရင်ရှောင်းဝမ်ရဲ့ကျေတပွင့်တိုင်းသူတို့စဉ်ဆိုတဲ့အရေးချင်းကတကယ်လို့မှလုံလောက်မှုကမရှိနေသေးပါဘူး။ဒါကြောင့်မလို့ရောက်ချမ်းအနေနဲ့မီတောက်တွေကိုဖိနှိပ်နိုင်စွမ်းရှိတဲ့စီလုံးတစ်လုံးကိုဖန်တီးနိုင်ဖို့အတွက်သူကအဆင့်ကိုစီရင်ညွန်းတစ်ခုကိုတန်မိုးကြီးကြီးမားကိုပေးခဲ့ပြီးတော့ဝယ်ယူခဲ့ပါတယ်။အဲ့ဒီစီရင်ညွန်းကိုရောက်ချမ်းကရှောင်းဝမ်ကိုပေးခဲ့ပါတယ်။ ဲ့ဒီဆေးလုံးကတော့ကြိုရင်းမာယနာဆေးလုံးကြိုရင်းမာယနာဆေးလုံးကတော့မိရောက်တွေကိုဖိနေတဲ့နေရာမှာကုညီပေးနိုင်တဲ့အဆင့်ကိုဆေးလုံးပါအဆင့်ကိုယတနာစီလုံးပါအဲ့အဆင့်ကိုစီလုံးကိုတန့်စင်ဖို့အတွက်အဓိကလိုအပ်ချက်ကတော့ຫນွေဦးသွေးအရေးကြီးကိုရရှိဖို့အတွက်လိုအပ်ပါတယ်ຫນွေဦးသွေးအရေးကြီးကတော့ကြိုရင်းမာယနာစမ်းချောင်းထဲမှာတည်ရှိနေပါတယ်အဲ့ဒါကတော့တလင်းကြောက်လေလို့ပြောရင်ပို့ပြီးတော့မှန်ပါတယ် နွေဦးသွေးရည်ကြီးကအရန်အုံးမှာရှားပါလုံးပါတယ်တခါပေါ်ထွက်ဖို့ကိုအနည်းဆုံးနှစ်ပေါင်းတစ်ထောင်လောက်အချိန်ကိုလိုအပ်ပါတယ်ဒါကြောင့်မလို့ရှောင်းဝန်းကကျွင်းရင်မာယနာစီလုံးကိုဖော်ဆနိုင်ဖို့အတွက်အဓိကစီးရင်မဲ့ဖြစ်တဲ့နွေဦးသွေးအရည်ကြီးကိုရယူဖို့အတွက်သူကကျွင်းရင်မာယနာရေကန်ကိုတွားဖို့အတွက်လိုအပ်ပါတယ်ဒါကြောင့်မလို့ရှောင်းဝန်းရဲ့နောက်ထပ်ခီးစဉ်ရာတော့ကြိုယိုးမြင့်နဲ့မွေမျိုးနဲ့စုကိုတွားရောက်တော့မှာပါကျွန်တော်ကတော့ခရိုဆာကီပါဒီနေ့ဗီဒီယိုတော့ဒီလောက်ပါပဲနောက်ဗီဒီယိုတွေမှာပြန်တွေ့ကြပါဦး